တော်လန်တဲ့နိုင်ငံရေးမှာပြည်စုံဆွေးနွေးရေးနီးနာနဲ့အကြက်တဲတွေကိုဖြေရှင်းတာကအငင်သာဆုံးနဲ့ပြည်သူအတွက်အထင်နာမှုအ ਨੇ ဆုံးလမ်းကြောင်းဖြစ်ပါတယ်။ဒါပေမဲ့မြန်မာပြည်တော်လန်ရေးမှာပြည်စုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကို ရောက်ဖို့ဘယ်လိုမှညှော်လင့်လို့မရနိုင်သေးပါ။ဘာကြောင့်လဲဆိုတဲ့အကြောင်းချက်တွေကတော့မြောင်များစွာရှိနေပါတယ်။အကြောင်းရင်းတွေထဲမှာ ်တက်လော့အကြောင်းနဲ့နောက်ခံကအကြောင်းတရားတွေရှိနေပါတယ်တက်တလော့အကြောင်းစစ်ကောင်စီဘက်ကစာပြီးဖွင့်လိုက်တဲ့စစ်မျက်နှာဖြစ်တာမို့စတိုက်သူဟာနိုင်မယ်လို့မှန်းပြီးတိုက်ပါတယ်တကက်တိုက်ပွဲအတွင်းမှာအကြက်တဲတွေရှိနေပြီမဲ့ဆုံးဖြတ်ပြီးသားအစီအစဉ်ကို ပြီးမြောက်အောင်လုပ်ကို လုပ်ရမှာပဲဆိုတဲ့သဘောရှိပါတယ်တေချာကြိုတင်ရည်ရွယ်ပြီးအစီအစဉ်တကျလုပ်ခဲ့တဲ့အာနာသိမ့်မှုဖြစ်တာကြောင့် အာနာသိန်းစစ်ကောင်စီဟာအစကနဦးမှာအာနာပြည်ဆန်ရေးအရှိန်အဟုန်မြင့်လာလိမ့်မယ်ဆိုတာကြိုတင်တက်ဆထားပြီးဖြစ်ပါတယ်။ထို့ပေမဲ့တမယောကြဒေါ်လာရေးလမ်းကြောင်းအတိုင်းပဲအာနာပြည်ဆန်လိမ့်မယ်လို့ထင်ထားပါတယ်။လက်တွေမှာခင်းလို့ဖြစ်မလာတဲ့အခါကြက်တဲတွေစိုက်ရောက်နေပါတယ်။ဒါပေမဲ့စစ်ကောင်စီအတွက်လုံးဝပြိုလဲကြဆုံးသွားနိုင်တဲ့အကြက်တဲမျိုးမဟုတ်သေးတာကြောင့်သူကိုယ်တိုင်က သူ့ရဲ့အာဂျင်ဒါအတိုင်းဆက်လက်လှုပ်ဆောင်ဖို့ပဲစိတ်ဇောတန်နေပါတယ်။ပြီးတော့အာနာဖီဆန်ရဲ့လှုပ်ရှားမှုတွေဟာဒေးလာနေပါလောက်ပဲရှိသေးတာမို့ဒါဟာအာနာသိန်းဟန်နီမွန်းကာလဝန်းဝိုင်းတည်းမှာပဲ ရှိနေသေးတာမို့တက်ကသူစားတဲ့ဇက်ကို သူ အရှုံးမပေးချင်ပါဘူး။စစ်ဆက်ဆွေးနွေးရေးဆိုတာမျိုးမဲစရင်မှားယွင်းမှုတွေကို ပြန်လဲဖြည့်ရှင်းပေးပါဆိုပြီးအထောက်အထားအချက်လည်းနဲ့လူသိရှင်ကြား တရင်စာရှင်လင်းပွဲတွေအဖုံဖုံလုတ်ခဲ့ပြီးပါပြီ။ဒါကိုဘလို့မှမတုံ့ပြန်မဖြေရှင်းတဲ့အတွက်နောက်ဆုံးမှာအာနာမသိင်ခြင်းပဲအခြေအနေကြောင့်တင်းလိုက်ရပါတယ်ဆိုတဲ့ဇန်ညွန်းမျိုးကိုစစ်တပ်ကကင်ထားပါတယ်။ဒီတော့သူ့ဘက်ကလျှော့ခဲ့ပြီးပြီ။အခုမှစစ်ဆက်ဆွေးနွေးရေးစကားကို သူ့ဘက်ကဘယ်တော့မှစပြီးမပြောဘူး။လုတ်စရာရှိတာဆက်လုပ်မယ်စစ်တပ်ရဲ့အာဂျင်ဒါတနည်းအားဖြင့်လမ်းပြမြေပုံကိုလည်းပြူတူကို အစီရင်ခံပြီးပြီ။ ဒါကြောင့်မစ်ရှင်အခြေပြုလှုပ်ဆောင်တတ်တဲ့စစ်တပ်လိုအဖွဲ့အစည်းမျိုးဟာအာနာသိန်းတတန်းတူကာလတွင်မှဗန်နီနယ်မှဆစ်ဆက်ဆွေးနွေးရေးအတွက်သူကစပြီးလက်ကမ်းမှာမျိုး တွေ့နိုင်မှာ မဟုတ်ပါဘူး။ဒါဟာတစ်ဖက်ကကြားကောင်းအောင် ပြောလို့ရတဲ့အထိုင်မှာဒုတိယအထိုင်ကြမှာကောင်းပေမဲ့တကယ်လက်တွေ့ထိုင်ထားတဲ့အထိုင်တစ်ခုရှိနေပါသေးတယ်။အဲဒါကတော့ စ်ဘိုလ်ချုပ်ကြီးတွေရဲ့စီးပွားရေးအချိုးစီးပွားကိုချိုးစီးပွားစစ်တပ်အတိုင်းဝိုင်းနဲ့နှီးငွေနေသေးတဲ့စစ်ဘိုလ်ချုပ်ကြီးဟောင်းတွေရဲ့အချိုးစီးပွားတွေကလည်းနောက်ွယ်မှာရှိနေပါသေးတယ်။နောက်ဆုံးကြာမှလာတာကစစ်တပ်ထဲကတပ်မတော်သားတွေရဲ့အချိုးစီးပွားဒါကိုတပ်မတော်ရဲ့အချိုးစီးပွားလို့လို့အမျိုးသားအချိုးစီးပွားအတွက်လုပ်ရတာလို့လို့ပုံဖန်းထားပါတယ်။ဒါဟာလက်တွေ့ထိုင်ထားတဲ့အထိုင်မှာဒါကြောင့် တမတော်သားတွေရဲ့အသက်ကိုဘလောက်စတေရတတေရစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်ဗိုလ်ချုပ်ကြီးတွေနဲ့တိုက်တိုင်းဝိုင်းရဲ့အကျိုးစီးပွားကိုနည်းနည်းလေးမှ အပွန်းပက်မခံနိုင်တာမို့စွတ်တိုးပြီးမိုက်အောင်မှာပါပဲဒါကတကယ်ဖြစ်ရပါ လူရုဘကအထိုင်းလူရုဘကလည်း2021အာနာသိမှုဟာအတင်းအဓမ္မလုတ်တယ်ဆိုတာ အထင်သာကြီးပါဒါဟာနိုင်ငံရေးအဝေမတက်မှု မဟုတ်တော့ပါဘူးတတ်သမဲ့ပြည်သူကိုရီးထင်ကြောင်းပြတာပါဒါကြောင့်ပြည်သူကိုစော်ကားလို့ဒါဟာလုံးဝလက်သက်မခံနိုင်ဘူးဒါပြင်ပြည်သူလူထုရဲ့လွတ်လပ်ခွင့်တွေအလုံးဆုံးရှုံးရမယ်အဖြစ်ပါအာနာသိမ့်ထားတာဟာစစ်ကောင်စီပြောသလိုတစ်နှစ်လောက်ပဲ ထိန်းနေဆိုတာလုံးဝယုံနိုင်စရာမရှိပါဘူးဒါကြောင့်သူတို့ကို ပေးကိုအုတ်ချုပ်လို့မရပါဘူးအုတ်ချုပ်ခွင့်ကို မရစေရဆိုတဲ့သဘောထားရှိကြပါတယ်ဒီဒေါ်လာကြီးဟာ နောက်ဆုံးပဲဖြစ်ရမယ်ဆိုတဲ့စိတ်လဲရှိနေကြပါတယ်။ဒီတစ်ခါမှအပြတ်သက်မနိုင်ရင်ဘရောမှ နိုင်နိုင်စရာမရှိတော့ဘူး။နှစ်ပေါင်း10နဲ့ချီစစ်ပနတ်အောက်မှာနေရတော့မှဒီတော့အခုဟာအခွင့်ကောင်းမှုအမြင့်ကနေလှမ်းမရမယ်ဆိုတဲ့ယူဆချက်အမြင်ရှိကြပါတယ်။နောက်တစ်ချက်ကပြည်သူတွေဟာငင်းချမ်းစွာအာနာဖီဆန်နေတာကို ရရက်ဆက်ဆက်တက်ဖြက်ဖြစ်တယ်။ပြည့်မဲ့ပြည်သူတွေတေတာထောင်ကနန်းကတ်လာပါပြီ ဒါဟာအညိုတေးနဲ့တက်ဖြတ်ညှင်းဆဲနေသလိုပါပဲအဓိကယုံကိုနှိမ်နှင်းခြင်းနဲ့မတော်တဆကြည်စံထိမှန်သေးဆုံးတာမျိုးမဟုတ်ပါဘူးတတ်တမဲ့ရည်ရွယ်ချက်ရှိရှိပြည်သူကိုတက်ဖြတ်တာပါဒါကြောင့်တမင်တကာပြည်သူကို ရရက်ဆက်ဆက်တက်ဖြတ်တာမျိုးကိုလက်မခံနိုင်ဘူးစစ်ကောင်စီကိုစစ်ရာဇဝတ်ခုံရုံးတင်မှကျင့်တတ်မယ်ဆိုတာမျိုးနောက်ပြီးတော့လက်ရှိမြမနယ်ဦးဒေါ်လန်ရေးဟာထင်မှတ်မထားနိုင်လောက်အောင် ပြည်သူတွေရဲ့စူသည်ညွတ်မှုဟာကြီးမားပါတယ်အတိတ်သမိုင်းမှာရှာရှာပါပါပြည်သူရဲ့ညညွတ်မှုကြီးကိုတွေ့ရပါတယ်ဒါကြောင့်ဒီတော်လန်ရေးမှာအပြတ်သက်နိုင်မှဖြစ်မယ်ဤလေလိုက်နေတဲ့ရှင်မတိုးနောက်မဆုတ်အခြေအနေမျိုးအဖြစ်မခံနိုင်ပါဘူးဒါကြောင့်ပြည်သူတွေရဲ့တခဲနဲ့ညီညွတ်မှုကို အားသာချက်ယူပြီးတပြည်လုံးအောင်ကြွကြဖို့လှုံ့ဆော်ခဲ့ပါတယ်။တကယ်လဲတပြည်လုံးလိုလိုအောင်ကြွပြီးဆန်ခဲ့ပါတယ်။ လူမျိုးစုတိုင်းရင်းသားတွေနဲ့ပြည်မကဗမာအင်အားစုတွေမှာလည်းဘုံရန်သူကိုတွေ့လိုက်သလို ဖြစ်သွားပါတယ်။မြမမျိုးဒေါ်လန်ရေးမှာ လူမျိုးစုအလုံးဟာဘုံတူညီချက်မှာခြေစုံရက်မိလိုက်ကြပါတယ်။ဗမာလူမျိုးစုတွေဘက်ကလည်းဖရယ်ဆိုတာကိုလိုလိုလားလားပြင်းပြင်းပြပြဖြစ်ကြောင်းဝိဒေသလက္ခဏာအမြောက်အများပြသလာကြပါတယ်။ဖရယ်ဒီမိုကရေစီကိုအခုချိန်ကြမှာအလုံးတစ်ပြိုင်နက်သေးမသွားဘူးဆိုရင် နောက်ဆိုဘေးတလောက်ကမ်းတလောက်ကိုပိုင်အုတ်ချုပ်ခွင့်ရတလောက်ပဲရမှာဖရယ်ကိုသွားကြသူဆိုတဲ့သဘောထားတွေစူးစီးမိလာပါတယ်နောက်တစ်ခုကငါတို့ကလူတက်ကောင်တွေနဲ့ဘာမှစိတ်ဆက်ညှိနှိုင်းနေစရာမလိုဘူးဆိုတဲ့အယူဆပါခစ်ကလည်းတိုးတက်လာလို့ဆက်သွယ်ရေးနည်းပညာတွေရဲ့အစွမ်းအပါဝင်ကမ္ဘာနိုင်ငံရဲ့အခြေအနေကလည်းမြမနွေဦးဒေါ်လန်ရေးကိုနိုင်ငံတကာအာရုံစိုက်အောင်ဖန်ဆားနိုင်ခဲ့ပါတယ်ဒီပါရောက်မြန်မာအင်အားစုတွေနဲ့ ပြီးပါကမြန်မာတန်ယုံအရာရှိတွေကလည်းရွေးကောက်ခံကိုယ်စားလှယ်အဖွဲ့ကိုတည်ဆောက်ခံမယ်။ဥကျော်မုံထွန်းတို့လိုတတ်မှတ်ကြီးတွေကကုလသမဂ္ဂစင်မြင့်ပေါ်မှာလူသည့်ရှင်ကြအယတအစိုးရကိုထောက်ခံပြီးစစ်အာဏာသိမ်းစစ်တပ်ကိုစန့်ကျင်တယ်။တနိုင်ငံလုံးကကျမရေးဌာနနဲ့ပညာရေးနယ်ပယ်ကဝန်ထမ်းတော်တော်များများဟာပြည်သူအာဏာဖီဆန်ရေးလှုပ်ရှားမှုတွေမှာပါဝင်ကြတယ်။တပ်တွင်းကပြည်သူဘက်တော်သားစစ်အရာရှိဗိုလ်ကြီးဗိုလ်မှူးတို့က ပြည်သူဘက်ကိုဖက်ရိုက်ကြတယ်။စစ်ကောင်းဆောင်တွေပေါ်စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကလည်း1988နောက်ပိုင်းအခြေအနေကားတဲ့စာရင် အခုမြမနေဦးတော်လန်ရေးမှာအလွန်မြန်ဆန်ပါတယ်။ကမ္ဘာသတင်းမီဒီယာကလည်းမြမနေဦးတော်လန်ရေးသတင်းတွေကိုနေ့စဉ်လိုလိုဖော်ပြရေးသားကြတယ်။တက်တွဲမှာတောင်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့လုံရက်တွေပေါ်မှာမလိုလားမလက်ခံတဲ့စစ်ဘုရားရှိတွေတော်တော်များများရှိနေတယ်ဆိုတာမျိုးကြားသိရပါတယ်။ ူမျိုးစုလက်နက်ကိုင်တွေရဲ့လက်နက်ကိုင်ပုံကံမှုတွေဟာအမခန့်တွေ့မြင်ကြရပါတယ်။စစ်ကောင်စီဘက်ကအယူမီဝိုင်းအထိနာနေတာကြောင့်တော်လန်ရေးအချိန်ရုံးဟာဆက်ပြီးမြင်မာလာခဲ့ပါတယ်။တပ်ပိုင်စီးပွားရေးနဲ့ကုန်စည်တွေကိုသဘိမှမှုတွေကလည်းထိရောက်တယ်။နိုင်ငံတကာနဲ့ချိတ်ဆက်လှုပ်ရှားနိုင်စွမ်းမြင့်တဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကိုလည်းရွေးကောက်ခံနိုင်ငံရေးသမားတွေကလည်းဖွဲ့စည်းထားနိုင်လိုက်ပါပြီ။နိုင်ငံတကာမှာလည်း ဘယ်နိုင်ငံကားမှအာဏာသိမ်းစစ်ကောင်စီကိုအစိုးရတရက်အဖြစ်အတိမတ်ပြုတာမျိုးတရားဝင်ထွက်ပေါ်မလာသေးအောင်လုပ်နိုင်ခဲ့ပါတယ်။ဒုနီ၎င်းပဲဒီမိုကရက်တစ်ခေါင်းဆောင်ဒေါက်ဆန်စုကြည်ဟာလည်းတက်ရှိထင်ရှားရှိနေသေးတယ်လို့သူ့အပေါ်မှာအားကိုးယုံကြည်လေးစားတဲ့လူမှုတွေဟာလည်းမြန်မာနိုင်ငံတော်ကြုံအောင်ကြားသည့်စိတ်ဝင်ပြန့်နှံ့နေတာမျိုးဖြစ်နေပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကြည်ရင်လည်း1990တုန်းကလိုရွေးကောက်ပွဲတာ အနိုင်ရတဲ့နိုင်ငံရေးပါတီတက်တက်မဟုတ်တော့ပါဘူး။အာဏာရပါတီအဖြစ်နိုင်ငံတော်ကိုဖျားဝင်အုပ်ချုပ်မှု၅နှစ်ရထားပြီးနိုင်ငံရေးပါတီဖြစ်နေတာဖြစ်ပါလေ။ဒါပြင်နောက်20ရွေးကောက်ပွဲမှာလည်းအပြတ်သက်ထောက်ခံမဲ့ရတာကြောင့်ပြည်သူတွေရဲ့ဆက်ရနာရှင်ပေါ်အာဏာဖီဆန်မှုနဲ့တော်လန်ရေးပေါ်ယုံကြည်ချက်ဟာအမခံတိုးတက်နေခဲ့ပါတယ်။ဒါတွေဟာ ရေပုံရအဖြစ်ကြည့်ရင်ပြည်သူဘက်ကအသာစီရနေတဲ့အခင်းကျင်းတွေဖြစ်တယ်လို့ပြည်သူဟာစစ်ကောင်စီနဲ့ဘယ်တော့မှဆက်ဆက်ညှိနှိုင်းရမလုပ်ဘူးလူတပ်ကောင်တွေနဲ့ဘယ်တော့မှလက်ဆွဲနှုတ်မဆက်ဘူးဆိုတဲ့အမြင်ယူဆတွေဟာအထက်ကတင်ပြခဲ့တယ်လို့အကြောင်းချက်တွေကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါလေဒုနည်း၎င်းပဲစစ်ဆက်ညှိနှိုင်းရေးကို အခုချိန်မှာပြည်သူက လုံးဝမျက်နှာမူမထားရတဲ့အကြောင်းရင်းတွေလည်းဖြစ်ပါတယ် နှစ်ဖက်စလုံးကမာနတွေကြီးနေပါတယ်အဲ့ဒီမာနတွေကို ထောက်ပံ့ထားတဲ့အကြောင်းရင်းတွေကလည်းရှိနေပြန်ပါတယ်နိုင်ငံရေးအဖြစ်အစင်လာဘလောက်ပဲရှိတဲ့နိုင်ငံရေးသမားနိုင်ငံရေးပရောဟိတ်တွေပဲဖြစ်ဖြစ်ပြည်သူဟာစည်စက်ညှိနှိုင်းရေးအတန်းထွက်လာတာနဲ့မလိုလားကန့်ကွက်စန့်ကျင်တာဟာဒီလိုလတော်အကြောင်းရင်းတွေကြောင့်ဖြစ်ကြောင်းနားလည်နိုင်ပါတယ်နောက်ခံအကြောင်းရင်းနောက်ထပ်နောက်ခံအကြောင်းရင်းကတော့နံပါတ်1 သမိုင်းဖြတ်သန်းမှုအတွေ့အကြုံနဲ့နံပါတ်1မြမနိုင်ငံရေးဒလိကြောင့်ပဲဖြစ်ပါတယ်မြမတို့ရဲ့သမိုင်းဖြတ်သန်းမှုအတွေ့အကြုံမှာစစ်တပ်ပေါ်နာကြီးချက်တွေရှိခဲ့တယ်လို့စစ်တပ်ရဲ့မှားယွင်းတဲ့ခေါင်းဆောင်မှုတွေကြောင့်ချွတ်ချုံကြရတဲ့ဘဝတွေတည်ကြည်နှင်းဆဲခံရတဲ့ဘဝတွေအမြောက်အများရှိခဲ့ပြီးဖြစ်ပါတယ်ထို့နည်း၎င်းပဲတက်ကဘယ်တော့မှဂရိမတီခဲ့ဘူးဆိုတဲ့ယုံကြည်မှုကြက်ရင်းမှုတွေဟာလည်းမြမလူဖွဲ့အစည်းကြီးထဲမှာကြီးစိုးနေစေဖြစ်ပါတယ်ဒါဟာ နောက်ွယ်အကြောင်းရင်းတွေကအဓိကအချက်တွေဖြစ်ပါတယ်။နောက်တစ်ချက်ကမြမနိုင်ငံရေး delay ပဲဖြစ်ပါတယ်။မြမနိုင်ငံရေး delay မှာစစ်တလိကဲတာအစွန်းရောက်အယူဆဖြစ်ထွန်းတာလက်နက်ကင်ဒေါ်လာရေးလမ်းစဉ်ပေါ်မှာတန်တဆွဲမှတ်တာတနည်းအားဖြင့်စပယ်ဝိုင်းနိုင်ငံရေးထက်လက်နက်နဲ့ဖြည့်ရှင်းရတဲ့ရရင်ရမရရင်ချဆိုတဲ့အယူဆမျိုးတွေဂိမ်းအောင်နေတာကြောင့်တော်လကောင်းဖြစ်နိုင်ပါတယ်။ထို့နည်း၎င်း လဝဲအစွဲအားကြီးတဲ့မြမလူဖွဲ့စည်းမှာညာငါစည်းပြက်အောင်ကြည့်တဲ့ဒလိထွန်ကားနေတာကြောင့်လေလက်ရှိမြမနေဦးဒေါ်လန်ရေးမှာစေဆက်ညှိနှိုင်းရေးလမ်းကြောင်းမှာ2021ခုနှစ်တနေ့လုံးတွင်မှာမျော်လင့်လို့မရနိုင်သေးတဲ့ကိစ္စဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။စကတ်ချက်အနေနဲ့စေဆက်ညှိနှိုင်းရေးလမ်းကြောင်းတဲကိုမရောက်နိုင်သေးတဲ့နောက်ထပ်အကြောင်းတရားတွေလည်းကြန့်ရှိနေပါအောင်မယ်။ကျွန်တော်ရဲ့ရေးသားချက်မှာဖြည့်ဆွက်လို့ရတဲ့ ကွက်လက်တွေဂျန်နေနိုင်မှာသေးတယ်။စာဖတ်သူနားထောင်သူနေနဲ့လေဖြစ်ဆွဲစဉ်းစားကြပါခင်ဗျာ။